အားလုံးပဲမင်္ဂလာပါဆရာကြီး official channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော် channel ကနေခုတစ်ခေါက်တင်ဆက်ပေးတော့မယ့်အကြောင်းအရာတွေကတော့စာရေးဆရာဇောတထွေးရေးသားထားတဲ့လောကဓာတ်ကိုပြည့်ရည်ပြူသူထောင်သားတယောက်အကြောင်းနဲ့အင်းစိန်ထောင်တဲ့ကလူမအချင်းချင်းစီးရင်ရှင်းပွဲအကြောင်းတွေကိုတင်ဆက်ပေးတော့မှာပဲ ဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ဖြစ်နိုင်မယ်ဆိုရင်တော့မူရင်းစာရေးဆရာရဲ့ကြိုးစားအားထုတ်မှုကိုအတိအမှတ်ပြုတဲ့အနေနဲ့မူရင်းစာအုပ်ကိုပဲဝယ်ဖတ်ပေးရဖို့တိုက်တွန်းလိုပါတယ်ဗျ။ဇာတ်လမ်းရအောင်ပါတော့1988ခုနှစ်အရေးကင်းဟာရန်ကုန်မြို့မှာရှိတဲ့လူမရာပေါင်းများစွာကိုအကျဉ်းထောင်နဲ့သက်ဆင်းစေခဲ့တယ်။အစ်စ်အုပ်ချုပ်ရေးကြောင့်မကောင်းမှုများစွာနဲ့စီးပွားရှာနေတဲ့ ရက်ွက်ကြီးငယ်များ ရှင်းလင်းဖြတ်သိမ်းခံရတယ်။ဆေးကြောက်ဘင်းဖြူမိုးရစေဘွားရောင်းဝယ်ဖောက်ကားနေတဲ့အဖွဲတွေကိုဖမ်းဆီးတယ်။ကျူးကျော်တဲတွေကိုဖျက်ပစ်တယ်။ဒါကြောင့်အရံအုံမျိုးပေါ်မှာရှိတဲ့လူစိုးလူမိုက်တွေအတွက် နေစရာမရှိတော့။အလုံးလိုလိုပဲအင်းစိန်ထောင်ကြီးတဲကိုရောက်ရှိလာကြတယ်။နောက်ဆုံးထောင်ရဲ့အုတ်ချုပ်ရဲ့ရန်ရဲ့အစိပ်ပိုင်းတော်တော်များများဟာလူစိုးတွေလက်ထဲကိုရောက်ရှိသွားပါတော့တယ်။ တော့အနာမဏီကလည်းထောင်သားတွေကိုအချင်းချင်းပဲပြန်လဲအုပ်ချုပ်ခိုင်းတယ်။ထောင်ခေါ်တန်းစီဘာယာစီကထိန်အခန်းလူကြီးစားတဲ့နာမည်တွေနဲ့ခန့်အပ်ထားတယ်။ထောင်ရဲ့အရေးပါတဲ့နေရာတွေကိုရှားရှိတဲ့အကျဉ်းသားများကို နေရာပေးထားလိုက်တယ်။ဒီအချက်ဟာထောင်အုပ်ချုပ်ရေးအတွက်အထူးအရေးပါတယ်။အထောင်ထဲမှာရှိတဲ့လူမကြီးတွေက နေရာကောင်းမရလို့ ထောင်းခေါ်ပုံးကြောင်ရင်တော့ပြဿနာရှာလေးရှိလို့ပါပဲ။အနေရကောင်းကောင်းတစ်ခုရထားရင် သူတို့စားဖို့တောက်ဖို့အတွက်ကတော့မပူပင်ရတော့ဘူး။မိုက်ရင်မိုက်တယ်လို့ယာတို့ပူကြည့်လာလေးရှိတယ်။အုံနောက်မရှိတဲ့လူသောကို အုံနောက်နည်းနည်းပဲရှိတဲ့လူသောကအုတ်ချုပ်တယ်။အဲအဲ့ဒီအုံနောက်နည်းနည်းပဲရှိတဲ့လူသောကိုအုံနောက်ကောင်းတဲ့လူသောကချုပ်ကင်ထားတယ်။ဒီလိုနဲ့ထောင်းထဲမှာလူသောကိုင်းကြီးတွေကတရားဝင်ရက်တီခွင်ရသွားတယ်။ အထောင်ကိုရှိတဲ့ရှိခုနဲ့မှာအစိုးရကဒေသခြားမှကြီးခံထားတဲ့သူတွေကိုတသက်တကြုံတို့လူငင်းချမ်းသာဝင်ပေးကြတယ်။ဒါကြောင့်ကျိုးလူအချင်းသားတွေဟာတိုက်ထဲကနေအဆောင်တို့ ရောက်ရှိလာကြတယ်။အဲသူတို့အားလုံးကနှစ်ကြည့်ချင်းသားတွေဖြစ်လို့အဆောင်မှနေရာကောင်းရောက်ရန်အချင်းထောင်မှစီစဉ်ပေးကြတယ်။ထို့ကြောင့်ကျိုးလူအချင်းသားတွေမှာအဆောင်တန်းစီတွေအခန်းလူကြီးတွေဖြစ်ကုန်ကြတယ်။ အသေးတဲ့အဖြစ်ပေးခြင်းခံရတဲ့နာမည်ကျော်လူသိုးတွေဖြစ်တယ်။ညကောင်၊ချစ်ကားစက်ဖကြီးတို့မှာဂျိုးရံကနေလွတ်မြောက်ပြီးတန်းစည်းတွေအခန်းလူကြီးတွေဖြစ်ကုန်ကြတယ်။အဒီနီယာကိုရောက်လာတဲ့သူတွေအတွက်ကတော့နေစီဝင်ဝင်ကမသေးလာဘူး။နေစီထောင်းမှာကတင်းလာလေးကနေတောက်ကြနေအထိနေတိုင်းကြားသစ်လူခေါ်တဲ့ထောင်ကျလူသစ်တွေကအများရှိနေတယ်လေ။ထောင်ကျသွားရင်အလုံနေရာချပေးတယ်။ နေရထိုင်ရမယ့်အဆောင်တွေကိုချပေးတယ်။အဲအဲ့ဒီအချိန်မှာလူသစ်တယောက်အတွက်မိသားစုကငွေတော့ကိုအသင့်ပိုက်ထားပြီးကြည်နေရတယ်။အဆောင်ဆိုရင်လည်းအဆောင်ခွန်းခွန်းကိုရဖို့အခန်းဆိုရင်လည်းဘေးနားမှာအိတ်ဆရာနေရာရဖို့အလုပ်ဆိုရင်လည်းအများမလုပ်ချင်တဲ့မိန်လာဘုတ်တို့မိဖို့ကြီးတို့ကိုမရောက်ဖို့သက်ဆိုင်ရာအသီးသီးထံမှာတိုင်းဝင်ရတယ်။ဒါကြောင့်အခန်းလူကြီးနဲ့တန်းသီးတွေကလက်ဖျားမှာငွေတီးနေကြတာပေါ့။ အဒါပေမဲ့သူတို့ကလည်းတိတ်မချောင်တာဘူးအဲ့ဒီရတဲ့ဝယ်သူတွေကနေအဆောင်မှုတွေထောင်မှုထောင်ပိုင်းတွေကိုအလင်းသိမ့်တယ်လို့ပေးကမ်းရတယ်အဒီလိုအစင်းစင်ဝယ်သားညှတာပြီးအုပ်ချုပ်လို့အချင်းထောင်ကြီးဟာအဲ့ဒီအချင်းကနာမည်ဆိုးတွေနဲ့ကောင်းမွန်စွာလဲပန်နေတယ်ကျွန်တော်တို့အင်းစိန်တော်ကိုနိုင်ငံရဲ့မှုနယ်ရောက်ရှိသွားတဲ့အခါမှာထောင်ထဲမှာထောင်မင်းသားတွေကိုတွေ့ရပါတော့တယ်ပရမတော်တွေ့ရသည့်တယောက်ကတော့ထောင်မင်းသားဆိုးမြတ်ပဲ။ ောင်းထဲမှာရေပင်မျက်မှန်နဲ့ပလေကလုံညီနဲ့ဂရီပါဖနက်နဲ့ကြော့မော်နေတယ်။အသူကတဆောင်လုံးရဲ့တန်းစီကျော်အသူသွားရင်ဝစစ်တုပ်ကိုကင်ထားတဲ့ကိုရံတော်ရှစ်သုံးယောက်နောက်သုံးယောက်လိုက်ပါလိရှိကြတယ်။အသူရဲ့လက်ထက်မှာတော့ငါးသုံးလုံး secret အဒါမှမဟုတ်မာဘိုလို secret ကိုဟန်ပါပါညှက်ထားတယ်။စကားပြောရင်လည်းအလွန်ရင်ကျေးပြုံပါတယ်။အထောင်ထဲမှာရှိတဲ့လူစုံလူမိုက်တွေအားလုံးကတော့သူပြောလိုက်ရင် တခေါ်မှာပဲအဲနောက်တစ်ယောက်ကတော့ဟိန်နူလူမျိုးတယောက်သူ့ရဲ့နာမည်ကမတ်တီလို့ခေါ်တယ်သူ့ရဲ့အကူကကလောင်းစင်ဝင်အဲသူတို့ညီကိုနှစ်ယောက်စလုံးကလည်းထောင်ထဲမှာနာမည်ကြီးကြတယ်အဲသူတို့မိသားစုတွေကရန်ကုန်စည်းရုံကြီးမှာလူသီတွေနဲ့ပတ်သက်ပြီးအစဉ်အဆက်တာဝန်ယူခဲ့ကြတဲ့သူတွေအဲတခြားသူတွေကရိုးသားသလောက်မတ်တီတို့ညီအကူကစံပြတယ် အကိုဖြစ်သူကရင်ခွေးရုံနဲ့ကအမျိုးသမီးဓာတ်ပေါ်လေးကို မတော်တရားလုံးမိလို့ထောင်ကြလာတာအညီဖြစ်သူမတ်သိကြတော့ခုံးမှုမျိုးစုံကိုကျူးလွန်ပြီး ထောင်ကြလာတဲ့သူအဒါပေမဲ့ထောင်အာနာပိုင်နေနဲ့အခေါ်ပြောကောင်းလို့မတ်သိတို့ညီကိုနေအောင်စလုံးထောင်ထဲမှာလမ်းနေကြတယ်မတ်သိကထောင်ထဲမှာအမဲရောင်တေးဂျက်ကက်ကိုမချွတ်တမ်းဝတ်ဆင်နေအသူအင်ကြီးမှလည်းအိတ်တွေအများကြီးပါတယ်သူ့ရဲ့အလုပ်ကတော့ရဲဘက်အမည်စင်းရင်းတွေကို ခေါ်ရတဲ့အလုပ်ပေါ့အရဲပဲခေါ်တဲ့အတွက်အဆောင်တကာကိုလှည့်လေသွားရတယ်သူသွားခြင်းနဲ့နေရာတွေကိုအတားအဆီးမရှိသွားနိုင်တယ်အဒီအခွင့်အရေးကမတိအတွက်ကတော့ရွှေလိုအဖိုးတန်နဲ့မဟာအခွင့်အရေးပဲဗျာအသူရရှိတဲ့အခွင့်အရေးလေးကိုအသုံးချပြီးမတိကထောင်းခေါ်ပစ္စည်းတွေကိုစပစ်ပါတော့တယ်ပစ္စည်းဆိုတာကတော့မူရစေဝါကိုဆိုလိုတာပါအဆောင်တွေထဲမှာရှိတဲ့တထဲတာဘိန်းစားလေးတွေက မတိကိုပဲနေ့တင်စောင့်မျှော်ကြတယ်။အမတိကလည်းမင်းကြီးတွေဂိတ်တွေကို ပိုင်အောင်ပေါင်းထားတယ်။အပြီးတော့ဘင်းတွေကိုသူ့ရဲ့ခြေမနောက်အောင်မှာပလတ်စတာကပ်ပြီး ဖွင့်ယူတော့တယ်။အဒရင်ရပြီရှာဖွေတွေ့ရှိရင်တော့သူ့ရဲ့တေးရဂျက်ကကအိမ်မျိုးတော်ကိုရှာဖွေရင်းနဲ့ပဲအချိန်ကုန်သွားလိမ့်ရှိပါလေ။အဒီလိုနီးနားနဲ့ပဲမတိက ဝင်းဝေစည်းပွားလမ်းဖြောင်းတန်းနေတာပေါ့။အသူအိတ်တဲ့နေရာကိုကျွန်တော်တစ်ခေါက်သွားကြည့်ပူပါလေ။ သူ့ရဲ့ခေါင်းမှာအဲ့ဒီခေတ်ကလူတွေအတော့ဆုံးအစင်းစင်းတိုစီးကရက်တွေကိုကာဒိုလိုက်စီထက်ထားလိုက်တာ ခားလေလောက်တော့ရှိတယ်အဲသူ့အိယာကတော့စောင်းအထက်30လောက်ထက်ခင်းထားတယ်ဘာကြောင့်လဲဆိုရင်တော့ထောင်ထဲမှာမှုရထားခွင့်မရှိလို့အခုလူစီတင်ထားတာပါသူ့ရဲ့ဘေးမှာတော့ရက်ကပေးနေရတဲ့သူတယောက်နှိမ်နှင်းပေးနေရတဲ့သူတယောက်ရှိပါတယ်အဲအဲ့ဒီအကျဉ်းသားတွေစားဖို့တောက်ဖို့အတွက်လဲသူကပဲတာဝန်ယူထားရတယ် အညာရောက်ရင်လဲဒန်းပုံစံပကံများကိုအဝိအုပ်ပြီးတိခတ်ဖြောပြမဲ့သူကလည်းအစင်တင်ပဲအသူတို့ကဟိနုကလာသချင်းတွေကိုပဲစိုးကြတာဗျာအမျိုးတို့လူမျိုးတွေကိုစူးသိပြီးအကောဖီတွေဂျလေးပြီးမုံနေနဲ့အဝအဲ့ခံတယ်အမတ်သေးကိုဘာပဲဖြစ်ဖြစ်သူတို့ကအားကိုးကြတယ်အဲဒါကြောင့်လဲမတ်သေးကထောင်ထဲမှာကြော်ကြလာတာပေါ့အသူကအရေးအခြေကိုနားလေတယ်ဗျာ ငားညလို့ခေါ်တဲ့နိုင်ငံရေးအကျဉ်းသားတွေနဲ့လည်းတဲ့အောင်ပေါင်းတယ်။အငားညတွေကလည်းတဆောင်နဲ့တဆောင်ဆက်သွယ်ခြင်းရင်မတ်သီးကိုပဲအားကိုရတယ်။အဒီတော့မတ်သီးနဲ့ငားညတွေကမကင်းနိုင်ကြဘူးပေါ့။အသူကလည်းဘာသာရေးနေ့တွေမှာဆိုရင်တဆောင်လုံးကိုခောက်ဆွဲကြော်တွေကြားတန်းကြော်တွေယူမွေးနိုင်တယ်။ဒါပေမဲ့ဘယ်အရာကမှတော့မတီးမဲပါဘူး။မတ်သီးကစားတာများလုံးတော့ရန်သူတွေများလာတယ်။ ပြားအဆိုင်တွေကလည်းရှိလာတယ်။အဲ့ဒီခေတ်ကကိုတရက်ဝင်ငွေ1000လောက်ရှိတဲ့မသေးရနေရာကိုမှန်းလာကြတယ်။အင်းစိန်တော်မှာကလားစိန်ဝင်းမူစာမသေးတို့ဥဆောင်တဲ့ကလားအုပ်စုကိုဖြိုးဖို့အတွက်စူးစမ်းလာကြတယ်။အထောင်ထဲကလည်းသူ့အုပ်စုကိုအုပ်စုနဲ့ပဲနေကြတာပါ။အတန်းနိုင်ဆုံးကတော့မညိအောင်ထင်းကြတာပေါ့။အညိရင်နဲ့ဂျားလိုက်ကဒိုင်စားမယ်ဆိုတာကိုအားလုံးကလည်းသဘောပေါက်ကြတယ်လေ။ ဟဲ့အဲ့ဒီလိုထိန်းနေတဲ့ဂျားတွေကနေတရက်မှာလူမိုက်အောင်ကြီးကကလားစိန်ဝင်းကိုတန်ချုံနဲ့ထိုးပါလေရောလားအသေးတော့မသေးပေမဲ့ဒဏ်ရာအကြီးကျယ်ရသွားတယ်လေအဓာကိုစိန်ဝင်းတို့ဘက်ကမကျေနပ်လို့လက်တော့မြောင်ဖို့စီတင်နေတော့မှာပဲအမှုဆောက်ကိုကျော်သူကအထောင်းကခြေချင်းတန်ဝင်းကိုတန်ချုံပြုတ်လုထားတဲ့ချွတ်နဲ့ထိုးပြန်တယ်အဲအုပ်စုဖွဲ့ပြီးဖြစ်လာတဲ့ရံပွဲတွေကိုတော့ထောင်ကလုံးဝလက်မခံဘူးအဲ့ဒီတော့ အလို့သောအုပ်စုတွေရောနိုင်ငံရေးအုပ်စုတွေရောလူစုခွဲပြဖို့အတွက်စီတင်ကြတယ်။အ내အသေးသေးမှရှိတဲ့ထောင်တွေကိုကျော်စောနေတဲ့လူစုတွေအကုန်ခွဲပို့လိုက်တယ်။အငားညတရားထဲမှာလူစု10ယောက်လောက်ညှက်ထက်ပြလိုက်တယ်။အသေးရထောင်ကိုကျောင်းသားကောင်းဆောင်တွေဖြစ်တဲ့မင်းစရာဝင်းနိုင်ဦးဇော်မျိုးအောင်ကိုကိုကြီးတို့နဲ့အတူအတန်းသီးချုပ်ကြီးဆုံးမြက်လဲပါသွားတယ်။ အတောင်ကိုထောင်ကိုလူအယောက်တရာပြောင်းရွှေ့တော့ကျွန်တော်တို့နဲ့အတူမသီးပါပါလာတယ်။ဒါပေမဲ့မသီးရဲ့အခြေအနေကတော့လုံးဝပြောင်းလဲသွားပြီ။ဒီချိန်ကဝင်းဝါရှမ်းတောက်နေတဲ့မသီးမဟုတ်တော့ဘူး။အတူစားဖို့တောက်ဖို့အရာရာကိုငားညတွေကိုပဲမိခိုးနေရတယ်။အတောင်ကိုထောင်ကလည်းသူ့ရဲ့ပြုမှုရာသွေးနေကြောင့်နေရာကောင်းကိုမပေးဘူးလေ။အပင်မပြီးပတ်သက်များတဲ့လေပါကိုပဲချထားပေးတာပါ။ဒါပေမဲ့ မသေးကတော့အပြောမပြဘူးအကြောင်းကြားကြားရင်မငုတ်ပါဘူးလို့တော့ကျွန်တော်တို့ကိုပြောနေပါသေးတယ်တခုကောင်းတာကသူကကျွန်တော်တို့နိုင်ငံရေးအုပ်စုကိုခုတုံးလုပ်ပြီးအသုံးမချတာပဲတကယ်လို့နိုင်ငံရေးကိစ္စတွေနဲ့ပတ်သက်ပြီးထောင်မှုထောင်ပိုင်းတွေကိုတည်င်းပေးရင်သူ့အတွက်အနေအဆားချောင်းနိုင်တယ်လေဒါပေမဲ့ဒီနေရာမှာတော့မသီးကသစ္စာရှိပါတယ်ဒီလိုနဲ့ထောင်ကိုရောက်ပြီး၃လောက်အကြာမှာတော့မသီးတို့အုပ်စု ပြဿနာစားချတယ်။ထောင်ရဲ့ရေသွေးများကိုကာထားတဲ့တံပိုက်တွေကိုတံဖြဲလွှားနဲ့ဖြတ်ပြီးထွက်ပြေးမဲ့အကြံကိုထောင်ကတီးသွားတယ်။အဒီတော့ထောင်ကမသိနဲ့ကြံရပါတွေကိုပြင်းပြင်းထန်ထန်ရိုက်နှက်တာပေါ့။အနေထောင်တွေမှာကဒီလိုပြဿနာမျိုးတွေမရှိဘူးဘူး။ရန်ကုန်သားတွေလာမှပဲဖြစ်ပြတာ။ဒါကြောင့်သင်္ကန်းတော်ပေးတဲ့အနေနဲ့မသိတို့ကိုတိုက်ပိတ်ပြတယ်။ရေချိုးတွေလည်းပိတ်ပြတယ်။တောက်ချင်ချင်းခတ်တယ်။ အကုန်လုံးဘုံဘုံလဲတော်မှတရားရုံးကိုတရားဆွဲဆိုဖို့ပို့လိုက်ကြတယ်။အမတ်သေးကိုစေယုံမှတွေ့ရတော့ကိုယ့်မျက်လုံးကိုတော့မယုံချင်ဘူး။အယောဘအရေးတင်ခန္ဓာကိုယ်နဲ့ပြူးကျန်နေသောမျက်လုံးနဲ့မသိကကျွန်တော်ကိုကြောင်ကြည့်နေတယ်။ဒါပေမဲ့လောကဓာတ်ကိုမှမှုတဲ့အပြုံးကိုတော့ပြုံးထောင်နိုင်တော့မယ်တဲ့။ကျွန်တော်တို့ကလည်းအစာအသောက်တွေနဲ့ဆေးဝါးတွေအားလုံးကိုကူညီပေးလိုက်ပါတယ်။ တရားရုံးကထောင်ချတာတော့ခြောက်လာတယ်ပဲဒါပေမဲ့သူတို့ခံရတာကမသက်တာဘူးအထောင်ချပြီးတော့လဲအဆောင်ကိုပြမဖို့သေးပဲတိုက်ထဲမှာတင်ပိတ်လုံလာတယ်အတိုင်တဲ့ကနေသူတို့ထွက်လာတော့အနေအောင်ကြီးကိုမတွေ့ရလို့မဲနေတဲ့အသားရောင်ကဖြူဘက်ဖြူော်နေတော့ဖြစ်နေကြတယ်ဗျာဒါပေမဲ့မသည်ရဲ့ပင်ကိုအပြုံးကတော့အင်းစိန်ထောင်ထဲမှာဖုံးမိနေလားတောက်ပတဲ့ကအတိုင်းပဲရှိနေတော့မှာ အတောင်းကတော့မှကျွန်တော်တို့အားလုံးစီစီလုံးလုံးပဲနေထိုင်ခဲ့ကြရတယ်။အကျွန်တော်ထောင်ကနေလို့တော့မတိတိအောင်ကြံရင်ခဲ့ပါတယ်။အထောင်ဘူးဘောကိုမထောက်ခါခင် သူ့ကိုနှုတ်ဆက်တော့အတုံးကသူ့ရဲ့အကိုပိုင်အပြုံးကိုပြုံးပြပြီးကျွန်တော်လည်းမကြခင် ပြန်လာခဲ့မယ်လို့ပြောပါတယ်။ဒီလိုနဲ့အကျွန်တော်တောင်ကထောင်ကနေပြန်လာပြီး၃နှစ်လောက်အကြာမှာတော့အကန်တော်လေးဘက်ကိုပြေးဆွနေတဲ့အမြန်ကားပေါ်မှာပခုံးကိုလူတစ်ယောက်ကလက်နဲ့လာညှက်တယ်။ ဒါကြောင့်လှဲ့ကြည့်လိုက်တော့မတိဖြစ်နေတာကိုတွေ့ရတယ်။သူကလည်းတောင်ကိုထောင်ကနေလွတ်လာခဲ့ပါပြီ။အစားဝင်နေရဲ့အချောင်းကိုမေ့ကြည့်တော့ရရဆဆပဲလို့ဖြေတယ်။အထောင်ထဲကိုတော့နောက်ဘယ်တော့မှ ပြန်မတော်တော့ဘူးလို့လည်းပြောနေပါတယ်။ဒီစကားမျိုးကိုကြားတော့ကျွန်တော်တကယ်ကိုဝမ်းသာမိတယ်။အတောင်ကမှထောင်ဖောက်ပြီးထွက်ပြေးမဲ့ကိစ္စတော့အောင်မြင်သွားရင်မတိလျောက်ဒီတန်းတရားတဲ့ကနေလွတ်မြောက်နိုင်မှာမဟုတ်ပါဘူး။ အခုတော့ကန်ရရကသူ့ကိုအိမ်မှာဝင့်ပေးလိုက်ပြီးထင်ပါတယ်ကျွန်တော်တို့လမ်းခွဲတော့သူ့ရဲ့ကိုယ်ပိုင်အပြုံးကိုပြုံးပြပြီးနှုတ်ဆက်ထွက်ခွာသွားတယ်ဒီလိုနဲ့ပဲတဖြည်းဖြည်းနဲ့နှစ်တွေကကြာညောင်းသွားခဲ့ပြီမသိနဲ့လည်းနောက်တစ်ချိန်ပြန်မဆုံတော့အမသိကိုဆုံးမခဲ့တဲ့ကျွန်တော်ကိုယ်တိုင်ကတော့ထောင်ထဲကိုဝင်ကြည့်ထွက်ကြည့်ဖြစ်နေတယ်လောရန်တရားရဲ့ကြည်တမှုပြုတဲ့ပုံကိုကျွန်တော်ကောင်းကောင်းကြီးနားလည်သဘောပေါက်ခဲ့ပြီ ဒါပေမဲ့ကျွန်တော်ရောက်ခဲ့တဲ့ဂျင်းထောင်တိုင်းမှာမတ်သီးကို မတွေ့ရလို့ဝမ်းသာရပါတယ်။အထူးကအပြောနဲ့အလုပ်တော်ညီသားပဲကို။နောက်ဆနေခုနဲ့တိုင်းပြည်ရဲ့နိုင်ငံစနစ်ပြုပြင်ပြောင်းလဲခြင်း။သမိုင်းဆောင်ရွက်တော်အစ်ကိုကျွန်တော်တို့လည်းဖြတ်တန်းရင်ဆိုင်နေရခြင်း။အပြောင်းလဲအနှုတ်သိမ့်နေကလည်းအယံမြန်လို့နဲ့။အခြေအနေတွေအားလုံးကလည်းအရင်ကထက်ပိုပြီးလွတ်လပ်ပွင့်လင်းလာတယ်။ပြည်သူတွေကလည်းငိုကြတကြွနေတယ်။ ။တနအင်းရကျင်းသူတွေကဗက်ပြောင်းခိုးလုံးကြတယ်။တချို့ကလည်းခင့်နောက်ပြန်ဆွဲကျင်ကြတယ်။အတွေ့ကောဘောင်းတုံကအချင်းချင်းတွေ့ဆုံပုတ်တိုင်မိကြတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့လိုချင်နေတဲ့ခင့်ရဲ့အရွေအဲ့ဒီအရွေကာလမှာစူးလေလမ်းမပေါ်မှာနောက်ဆုံးပေါ်မော်ဒယ်ကားတစ်စီးအတွင်းမှာကျွန်တော်တို့ဘယ်တော့မှမမေ့တော့မတ်တီဟာသူ့ရဲ့ကိုပိုင်အပြုံးကိုပြုံးပြရင်ကျွန်တော်ကိုလက်ပြနှုတ်ဆက်သွားပါတော့တယ်။ ဟုတ်ကဲ့ပါဒါလေးကတော့အချင်းလောင်ကိုပြည့်ရပြုတ်သူ ထောင်သားတယောက်ရဲ့အချောင်းကိုတင်ဆက်ပေးကြတာဖြစ်ပြီးနောက်ထပ်တင်ဆက်ပေးချင်တာကတော့1999နှစ်မှာအင်းစိန်ထောင်ထဲမှာအမှန်တကယ်ဖြစ်ပွားသွားတဲ့လူမအချင်းချင်းစီရင်ရှင်းပွဲကို တင်ဆက်ပေးတော်မှာပဲဖြစ်ပါတယ်1999နှစ်ကျွန်တော်တို့အင်းစိန်ထောင်ထဲကိုရောက်တော့ထိတ်လန့်တုန်လို့ဆိုဖတ်ခဲ့ရဘူးတဲ့မှုခွင့်ဇလန်းနေတဲ့ကလူစိုးလူမိုက်ဇက်ကောင်တွေကို အရှင်လက်လက်တွေ့လိုက်ရတာပဲအထောင်မှုတကားကြီးကနေကျွန်တော်တို့လိုလူသစ်ထောင်ကြတွေကိုအဆောင်ခေါ်သွားတဲ့သူကတေးတန်ကျိုးလို့ချင်းသားတယောက်ဖြစ်တယ်အသူအကြောင်းကိုမေ့ကြည့်တော့တနိုင်ငံလုံးအော်အော်တောင်းတင်းဖြစ်ခဲ့ရတဲ့ဗိုလ်ချုပ်သေးတဲ့မှာလူကိုအပိုင်းပိုင်းခုတ်ဖြတ်ကျွန်းသစ်တာတဲ့ထဲ့ပြီးလာချခဲ့တဲ့တရားခံဖြစ်ပါတယ်အသူကိုတော့ထောင်ထဲမှာကျွန်းတစ်တာကြီးလို့ပဲခေါ်ကြတယ်လူသားစားတဲ့ဆိုတဲ့ဥလာပါကြီးကိုတော့ သူ့နေတဲ့တိုက်ခန်းထဲမှာမြင်ခဲ့ရတယ်။လူကိုတော့မတွေ့ရတော့ဘူး။ကျွန်တော်တို့ចောင်းသား6ယောက်ကိုအဆောင်လေးပို့တော့ကျွန်တော်ကအဆောင်လေးကိုရောက်သွားတယ်။လေးအဆောင်ရဲ့တန်းလေးကညကောင်နဲ့အသူကလည်းဒေတံကျိုးလို့ပဲ။ညကောင်ကလဲတန်းသာအမွေအမှုနဲ့ပတ်သက်ပြီးအမားနဲ့ရောက်ဖောက်ကိုတတ်လိုက်လို့ဒေတံချမှတ်ခံရတယ်။1988ခုနှစ်ဇွန်လမှာဒေတံပေးဖို့အတွက်လဲ ားလုံးကစီတင်ပြီးပြီအယူကအစင်းစင်ကိုလည်းပယ်ချခံခဲ့ရပြီးပြီအဇွန်တော်တဲကိုရောက်တော့တေးတန်တိုက်ထဲကိုရောက်နေတဲ့မြားကောင်ကလေဖြတ်ပြီးအောက်ပိုင်းတစ်ခုလုံးလှုပ်လို့မရတော့ဘူးဒါနဲ့သူ့ကိုဆေးရုံပို့လိုက်တယ်ထောင်ဆရာဝန်ကြီးကလည်းအတွေ့အကြုံများနေပြီမြားကောင်ကြိုးပိအသက်ခံရမှာဆိုလို့မူယာမာယာတွေများနေတယ်လို့ပဲထင်နေတယ်အင်းထောင်ခေါင်းနဲ့ပြောရရင်တော့ရုပ်ရှင်ရိုက်တယ်ပေါ့ ။ဒါနဲ့ဆေးရုံကိုရောက်တော့မြားကောင်ရဲ့ခြေထောက်တွေကိုဆေးလိမ့်မိနဲ့ထိုးကြည့်တယ်။ဒါပေမဲ့မြားကောင်ကတချက်မှမတုံဘူး။သူ့ရဲ့မျက်နှာမှာလည်းနာကျင်တဲ့ခံစားချက်တွေရှိမနေဘူး။ဒီတော့မှဆရာဝန်ကြီးကမြားကောင်အောက်ပိုင်းတည်သွားတယ်ဆိုတာကိုယုံကြည်သွားတယ်။အဲအကျဉ်းဦးသီးဌာနနဲ့ပြည်ထရေးအစင်းစင်ကိုလည်းတင်ပြလိုက်တယ်။နောက်ဆုံးတော့မြားကောင်ကိုဇွန်လမှာကြိုးပေးမဲ့ကိစ္စခိတ္တခဏရပ်ဆိုင်ထားလိုက်တယ်။ အဒီလိုနဲ့ပဲမြောင်းကောင်ကိုကျိုးမပေးဖြစ်တော့ပဲဆေးရုံမှာတင်ထားလိုက်ကြတယ်။အဲ1988ခုနှစ်ဩဂုတ်လမှာတော့ရေကင်းကြီးဖြစ်ပြီးထောင်အုပ်ချုပ်ရေးတွေပြတ်ကုန်တယ်။စက်တင်ဘာလမှာတမတော်ကအာဏာသိမ်းပြီးအုပ်ချုပ်ရေးကိစ္စတွေကိုကင်တွယ်လာတယ်။အထောင်အသီးသီးကအကျဉ်းသားတွေကိုလူငင်းချက်တော်ဝင်ပြီးတော့ဒေသအမိန်တွေပယ်ဖျက်တာလဲပါလာတယ်။ဒေသကြောင့်အကျဉ်းသားတွေကိုတကြုံပြောင်းပေးလိုက်တယ်။အဲဒီအချိန်မှာ ဆေးရုံမော်ကညောင်ကထကားတော့တာပဲအဲသူကဒီလိုပုံစံမျိုးနဲ့အသက်ရှင်အောင်သူ့ခြေထောက်တွေပေါင်နေကိုဆေးလိမ်မီနဲ့တို့ပြီးလေ့ကျင့်ခဲ့ရတယ်အဲ့ဒီညောင်ဟာ1999နှစ်မှာလူ1900ရှိတဲ့အမှတ်၄အဆောင်ရဲ့ဩဇာအာဏာအရှိဆုံးအကျဉ်းသားအရာရှိဖြစ်လာခဲ့တယ်အလုပ်ပိုင်ခွင့်ရှိတော့ညောင်တယောက်ထောင်ထဲမှာကောင်းကောင်းနေရတယ်။သမင်းတနက်ကိုဟင်းခွက်30နဲ့စားတယ်။ အသူရဲ့ဝင်ဝင်ကလည်း1999နှစ်မှာတရက်9000ကျပ်လောက်တောင်ရှိပါတယ်။ငါပြီးတော့သူကနိုင်ငံရေးသမားတွေနဲ့လည်းခင်အောင်ပေါင်းတယ်။ပြဿနာမတက်အောင်လည်းနေတယ်။အာနာလေးနဲ့ငွေလေးရှိလာတော့မိုက်သွေးကကြွာလာတယ်။အထောင်ထဲကိုရောက်လာတဲ့ကလေးသူငယ်တွေလူငယ်စစ်ပြေးလေးတွေကိုမွေးစားတယ်။အပြီးတော့တပည့်လိုလိုခေါ်ထားပြီးလိန်တူဆက်ဆံတာတွေလုပ်ပါတော့တယ်။အသူရဲ့ဒီလုံရက်တွေအတွက် တောင်မြင့်ရဲတဲ့သူလည်းမရှိဘူးထောင်အောင်နာပိုင်းတွေကလည်းမတိချုံညွန်ပြူထားတယ်အနောက်ဆုံးပသိန်ကရောက်လာတဲ့စစ်ပြေးလေးတယောက်ကို သူကခေါ်ထားလိုက်တယ်အဆောင်မှာအားလုံးကတော့သူ့ကို ပသိန်သူလို့နာမည်မှဲ့ပေးထားလိုက်တယ်အများကောင်ရေချိုးမျက်နှာသိရင် ပသိန်သူကရေကန်ဘေးကနေတပတ်ဆောင်နဲ့ဆက်ပြကွက်နဲ့ကင်ပြီးရက်ဆောင်နေရတယ်အထမင်းစားရင်လည်းခုခတ်ကြွေးမွေးရတယ် အင်းကြီးပစိုးတွေကိုလည်းရှော်ဖို့ပေးရတယ်။အဆောင်မှာပတင်သူကိုဘသူကမှခိုင်းပိုင်ခွင့်မရှိဘူး။အဘဲလေးပါမှလည်းချမထားဘူး။ဒါတွေဟာမြောက်ကောင်ရဲ့အရှိန်အဝါတွေကြောင့်ပဲပေါ့။အဆောင်မှာလည်းသူ့အစွန်နဲ့သူလူမိုက်တွေလည်းရှိကြတယ်ဗျ။အဲဒီထဲမှာကြီးမြင့်တိုင်ကငရှင်းနဲ့သင်္ကန်းကျုံကမိုးသူတို့ကလည်းစားရှိကြတယ်။ဒါပေမဲ့သူတို့ကတော့မြောက်ကောင်ကိုမကြော်ရဲဘူး။ ။အဒီနေ့မှာတော့ငရှင်းကညာကောင်ရဲ့ပသိမ်သူကို ရေကန်မှာနှောက်လိုက်တယ်။ဒါကိုပသိမ်သူကငိုပြီးညာကောင်ကိုသွားတိုင်တယ်။ဟဲ့ညာကောင်ကသူ့ရဲ့ချစ်သူကိုထိလို့စိတ်ဆိုးပြီးငရှင်းကိုနှမ်းရမကတ်ခိုင်းပြီးဒုံးနဲ့သုံးချက်ရိုက်လိုက်တယ်။ပသိမ်သူဂျင်းနောက်အောင်ဆိုပြီးငရှင်းကိုလည်းတစ်ဖက်ကမျက်စိမှိတ်ပြလိုက်သေးတယ်။ဒါပေမဲ့လူမအတိုင်းဝန်းကတော့ညကောင်စီးကြော်တယ်ဆိုပြီးမကျေနပ်ကြဘူး။လူမအချင်းချင်းကို စမ်းဖြတ်တယ်ပေါ့အဲဒီစကားတွေပြန်တော့ငရှင်းကလည်းမနေတာတော့ဘူးဒီတော့မိုးသူနဲ့တိုင်ပင်ပြီးရအောင်ကိုလက်စားချေဖို့အတွက်စီစဉ်ကြတော့တယ်ဒီလိုနဲ့မိုးတွေတစ်ဖက်ဖက်ရွာနေတဲ့နေကင်းမှာငရှင်းနဲ့မိုးသူတို့အလုရှုံနေကြတယ်လေးဆောင်ဘုတ်တိုက်တဲကပေါပြားတက်လက်နဲ့တရင်တက်လက်ကိုရောက်အောင်ခိုးယူလိုက်တယ်ပြီးတော့အခန်းရှိကန်ရှိတဲ့အနက်ထက်မှာရအောင်ရှိတဲ့အခန်းကို လိုက်ရှာကြတယ်။အမြောင်ကတော့မိုးအေးလေးနဲ့ပသိန်းသူကိုဖတ်ပြီးအိမ်နေတယ်။အကျန်းနဲ့အကျဉ်းသားတွေအားလုံးကလည်းနေလေနေခင်းမှာအနားယူနေကြတာပေါ့။အခန်းထဲကိုမရှင်းကပေါက်ပြားကိုကင်ပြီးဝင်သွားတယ်။အခန်းဝန်းကမိုးသူကတော့တရင်ကိုကင်ပြီးပိတ်ရထားလိုက်တယ်။ငရှင်းကမြောက်ကောင်ဆိုတော့မင်းလာလို့អော်ပြီးခေါင်းကိုပေါက်ပြားနဲ့လွှဲရိုက်ပါတယ်။ဒါပေမဲ့မြောက်ကောင်ကသတိရှိတော့ ဇက်ကနဲ့လူကိုလှည့်ပြီးလှိမ့်ထွက်သွားတယ်။ငရှင်းကလည်းလိုက်ခုတ်တယ်။ဒီတော့မြောင်ကောင်ကအပေါက်ရှိတဲ့နေရာကိုပြေးတာပေါ့။အဲဒီမှာလည်းအပေါက်ဝါကစီးပြီးစောင့်နေတဲ့မိုးသူကတယွင်းနဲ့လွှဲရလိုက်တယ်။ဒါပေမဲ့ကံကောင်းရင်တော့ခေါင်းကိုမရမ်းမိပဲပခုံးကိုပဲတီးသွားတာပါ။ခဏကြာတော့မြောင်ကောင်ကအခန်းပြင်ကခရံတီကင်းတဲ့ကိုခုံပြီးထွက်ပြေးသွားတယ်။အမိုးသူကတယွင်းကိုကန်ပြီးအနောက်ကနေလိုက်တယ်လို့ ညကောင်ကလည်းပေါက်ပြားကိုကင်ပြီးအနောက်ကနေပြေးလိုက်သွားတယ်။ကတော့ကျွန်တော်ခရမ်းမေတပင်အနားမှာမိုးရွာလို့မြေကြီးကချော်နေတာကြောင့်ညကောင်တယောက်လဲကျသွားတယ်။အဲ့ဒီမှာလဲမိုးသူနယ်ငရှင်းကအနားကိုရောက်လာပြီးလက်ထဲကပေါက်ပြားနဲ့ညကောင်ကိုအေးအေးဆေးဆေးပဲခုတ်တက်ပြလိုက်ကြတယ်။ကျွန်တော်အဝေးကနေကြည့်နေရတာသစ်ပင်တွေပင်စိုက်ပြိုးနေတယ်လို့ပဲ။အတော်ကိုသွေးအေးပြီးရက်ဆက်ကြတယ်။ အသူတို့ရဲ့ခန္ဓာကိုယ်မှာသွေးတွေပေကျန်နေတော့မှဝီစီတန်တွေကိုကြားရပြီးအကျဉ်းဥသိဌာနကဝန်ထမ်းတွေရောက်ရှိလာကြတယ်။ပြီးတော့တနတ်တင်နဲ့ချိန်ထားလိုက်ကြတယ်။အဲဒါကိုငရှင်းတဲ့မိုးသူကလည်းမခုခံပါဘူး။အသူတို့ခေါ်တဲ့နောက်ကိုအေးအေးဆေးဆေးပဲလိုက်သွားလိုက်တယ်။အများကောင်တယောက်ဆေးရုံကိုအမြန်ပို့ပေမဲ့အသက်ကတော့မမီတော့ဘူး။အသေးတန်းကနေခက်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 လွမြောက်လာတဲ့မြားကောင်ကတော့တည်သွားရှာပြီ။ တာဝန်ကြောင့်ထောင်မှုကမရှင်းတဲ့မိုးသူကိုချက်ချင်းခတ်ပြီးစစ်ခွေးတိုက်ကို ပို့လိုက်ကြတယ်။ခရိုင်ကင်းထဲမှာမြားကောင်ရဲ့သွေးတွေနဲ့အုံတော်အစနာတွေရှိနေတုံးပဲ။ကျွန်တော်တို့ကျောင်းသားတွေအားလုံးကြက်တီတည်နေကြတယ်။အလူတယောက်ကိုလူနှစ်ယောက်ကသွေးအေးအေးနဲ့တက်လိုက်တဲ့မြင်ကွင်းကိုမယုံကြည်နိုင်ဘူး။အခုနော်ဝေကိုရောက်နေတဲ့ကြပြားစီဟာနှင်းမိုးကားဆိုရင်မူးမေလဲကြသွားလို့လူပြန်တော်ဗရမျာသွေးသေးကို တိုက်ထားလိုက်ရတယ်။ မရောက်သင့်တဲ့အရက်ကိုငါတို့ရောက်နေတာလို့ကိုဝင်းနိုင်ဦးကရှင်းရွတ်တယ်။လူမအချင်းချင်းစရင်ရှင်းရတဲ့ပွဲဆိုပေမဲ့ကျွန်တော်တို့အတွက်ကတော့အသေးပြက်ဖွယ်ရပဲ။ကျွန်တော်တို့လိုချင်တာကလွတ်လပ်ငြိမ်းချမ်းတဲ့နိုင်ငံတော်။ကြုံတွေ့နေရတာကကြမ်းတမ်းတဲ့စစ်ပွဲတွေ။ရွာနေတဲ့မိုးသက်တွေကနေပြင်းကနေနှကမ်းမော်ကိုစီချလာတယ်။အထားပေမဲ့အမုန်းတရားတွေကြောင့်မိုးဆက်ရဲ့အရသာကခါတန်နေတယ်။ ဒီလိုခါခါသီးသီးဘောရီဘယ်တော့မှပြီးဆုံးမှာလဲကျွန်တော်တို့အတွက်ငញ្ញញရေးကဘယ်မှာလဲလို့လောကကြီးကိုတိုင်တယ်ပြီးရေရှုံမိလိုက်တယ်ဒီချိန်ကကုရကရမဲတဲ့ဘောရီဟာနိုင်ငံရေးမုံတိုင်းတွေကိုစီမျောလို့ဟုတ်ကဲ့ပါဒါလေးကတော့အချင်းတော်ကိုပြည့်ရပြုသူထောင်သားတယောက်အကြောင်းနဲ့အင်းစိန်ထောင်ထဲမှာဖြစ်ပွားခဲ့တဲ့လူမအချင်းချင်းစီရင်ရှင်ပွဲအကြောင်းကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ဆက်အားပေးကြတဲ့တယောက်ချင်းစီတန်းကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်ဗျာ။